ဘူကလေးမှာရေတပ်ဝစ်စုံနဲ့ဓမြလာတိုက်တဲ့သူတွေထဲကနှစ်ယောက်ကိုဖမ်းမိပါတယ်အီယော်ဝီတိုင်းဘူကလေးမြို့နယ်အောင်လဲစိတ်အရှိရွာမှာရှိတဲ့နေအိမ်ကိုရေတပ်ဝစ်စုံဝစ်စင်ထားတဲ့မျိုးသား၄ယောက်က မေလ29ရက်နေ့မှာဓမြတိုက်မှုဖြစ်ပွားခဲ့လို့သိရပါတယ်ဓမြတိုက်ကျူးလွန်တဲ့သူတွေကနှစ်ယောက်ကိုတော့တနက်အတူတလက်နဲ့ပဲညောင်ရင်းချင်းဖမ်းဆီးရမိထားပြီးကြံနှစ်ယောက်ကတော့ဖမ်းဆီးရမိသေးခြင်းမရှိဘူးလို့ဆိုပါလေရေတပ်ဝတ်စုံဝင်ပြီးတော့ဓမြတိုက်သွားတာပါသိန်း60ကျော်နဲ့ဖုန်းပါသွားပါလေပစ္စည်းတွေကတော့ပြန်ရမရမသိသေးပါဘူးနှစ်ယောက်ကတော့တနက်အတူပဲမိပါလေတနက်ကအတူတွေပါဓမြတိုက်ရဲ့အထင်းမှာရွာကန်ပါတယ်လို့ရက်စကန်နဲ့နီးစပ်သူတယောက်ကပြောပါတယ် အဆိုပါဓမြတိုင်မှုဖြစ်စဉ်ကတော့မေလ29ရက်နေ့ည9နာရီလောက်မှာ အောင်လဲစိအရှိရွာမှာရှိတဲ့ဦးထွန်းကြီးရဲ့နေအိမ်ကိုရေတပ်ဝတ်စုံဝတ်ဆင်ထားတဲ့အုပ်စုကလက်နက်ပြချင်းချောက်ပြီးဓမြတိုက်ခဲ့တာဖြစ်ပါတယ်။ငွေသား360ကျော်နဲ့အတူဖုန်လေးလုံးပါသွားလို့လည်းသိရပါတယ်။လက်ရှိဖမ်းမိထားတဲ့ဂျွန်းလူသူတယောက်ကတော့ကြိုက်လန်မျိုးနဲ့မော်လမြန်ဂျွန်းမျိုးနဲ့ကဖြစ်ပြီးသူတို့ကိုစစ်ဆေးချက်တွေအရာ ကျတဲ့နှစ်ယောက်တည်းမှာတယောက်ကအောင်လဲစိတ်ရွာကဖြစ်တယ်လို့ကနေဦးဖော်လို့ချက်ရသိရပါတယ်။ကြံရှိနေသေးတဲ့နှစ်ယောက်ကိုလည်းဆက်လက်ဖမ်းဆီးရမယ့်အတွက်လက်ရှိမှာတော့ရက်စကန်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့နှစ်ယောက်ကိုဆက်လက်စစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။